င်္ဂလာပါရှင်ဘာမခေတ္တတရင်ဌာနကနေအော်တိုဘာလ21ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အကြံဖက်စစ်တကောင်ကေကေဘတ်ကိုဝင်စီးပြီးကြားဖြတ်နှိမ်နှင်းရေးအမြင့်တက်မှုဖာကောင်းကလုတ်သည့်ပြစ်ဒဇာနှိမ်နှင်းရေးဇလန်ဟု KNU ဘဟုအလုံးမှုဆောင်ပရိုဆော်တော်နီပြောကေကေဘတ်မှာ KNU ဦးစီးလုတ်ကင်နေတယ်ဟုအကြံဖက်စော်မင်းထွန်းဆိုတော့လေ အမေရိကထိန်းချုပ်လုပ်ကိုင်သူမှ BGF ကောင်းဆောင်စောချစ်သူဟု GFN နဲ့ USIP တို့ကအစီရင်ခံထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အချမ်းဖက်စစ်တပ်က KK ဘက်ကိုဝင်စီးပြပြီးကြားဖြတ်နှိမ်နှင်းရေးအမိတက်မှုမှာဟာကောင်းကလုတ်တိဖြစ်တစားနှိမ်နှင်းရေးဇလန်းတာဖြစ်ကြောင်းကရင်မျိုးသားအစီရင် KNU ဘဟုအလုံးမှုဆောင် Professor Tony ကပြောဆိုပါတယ်။ အကြမ်းဖက်စစ်တပ်က VGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လုတ်ကင်နေသော KK ဘက်ကိုဝေရောက်စီးနှင်ပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကြောင်း KK ဘက်ကိုစီးနှင်ခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်10လုံးနှစ်ထပ်တိုက်အလုံး100၄ရက်တိုက်အလုံး20 5ရက်တိုက်2လုံးတထက်တိုက်ဈေးဆိုင်ခန်း20လုံးနှစ်ထက်တိုက်ဈေးဆိုင်ခန်း30လုံးတထက်တိုက်ကိုတောင်15လုံးနှစ်ထက်တိုက်ကိုတောင်20လုံး၄ရက်တိုက်ကိုတောင်10လုံးစောက်လုပ်ဆဲနှစ်ထက်တိုက်21လုံး ၃ဓာတ်တိုက်ဆယ်လုံး၄ဓာတ်တိုက်၅လုံး၅ဓာတ်တိုက်၅လုံးနဲ့တထက်တိုက်ဆေးဘေးကန်နှက်ခမ်းတို့တွေ့ရှိခဲ့ကြောင်း Stalin's Long အစုံ30နှစ်ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုသမားအမျိုးသား1645ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးတွေ့ရှိခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ စစ်တပ်က KK ဘက်ကိုစီးနှင်းပြပြီးကြားဖြတ်နှိမ်နင်းရေးဟုဆိုနေခြင်းမှာတချိန်ကကွန်မြူနီကောင်းဆောင်တခင်ဆိုပြောခဲ့မှုသည်ဖာကောင်းကလုတ်သည့်ပြည်ထစာနှိမ်နင်းရေးဆိုသောဇလန်းကိုတရိယာမိချောင်း KNU Pro Sodoni ကသတင်းဌာနကိုမှတ်ချက်ပြုပါရယ်တခင်ဆိုးပြောပြောနေတဲ့ပြည်ထစာနှိမ်နင်းရေးဇလန်းကိုပဲပြန်အမှတ်ရနေမိပါတယ်ခင်ဗျာဟုပရိုဆော်တိုနီကရှင်းပြပါတယ်။အကြံဖတ်စစ်တိတ်ပြောရေးဆိုခွင့်ရှိသူအကြံဖတ်စော်မင်းထွန်းကမြဝတီမြို့နယ်တောင်ဖက်မဲထောတလေးရှိ KK ဖက်မှာ KNU နယ်မြေအတွင်းရှိပြီး KNU မှအရာရှိတချို့ကကုမ္ပဏီထောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း KNU ကတိုင်းနိုင်ငံလုံးကိုရောင်းစားသည့်အဖွဲ့ဖြစ်ကြောင်းဝါဒဖြန့်သတင်းမီဒီယာများမှထုတ်ပြန်ပြောဆိုပါရယ် KNU ကဒီလုပ်ငန်းကရရှိထားတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းသားပြည်သူလူထုအပေါ်မှာအကြံဖက်တပ်ဖြတ်မှုတွေပြုလုပ်နေတာဖြစ်ပါရယ် online လောင်းကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေသတွင်းနိုင်ငံတကာအပေါ်မှာရစဝတ်မှုတွေကျူးလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလေးဖြစ်ပါရယ် ပတ်စံသားရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစဖို့အခွင့်မလေးတဲ့ KNU အဖွဲ့ကိုနိုင်ငံတကာနဲ့ပြည်သူတွေကဝိုင်းဝန်းဆန့်ကျင်ဖို့လိုပါတယ်ဟုအကြံဖတ်ဆော်မင်းထွန်းကဆိုပါတယ်။မြန်မာနိုင်ငံမှာကြားဖြတ်လုပ်ငန်းများကိုအ धिक စောင့်ကြည့်လေ့လာနေသည့် Justice for Myanmar နဲ့ United States Institute of Peace USIP တို့က KK ဘက်ကိုစစ်တိတ်လက်အောက်ခံဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သောခရီးနှစ်ချမ်းဆောင်တပ်ဝင် BGF ကဦးစီးလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းတသက်အထောက်အထားဖြင့်အစီရင်ခံတရင်များထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ထို့ပြင်အမေရိကန်ပြည်ထောင်စုကစစ်တပ်လက်အောက်ခံ BDF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူအပါအဝင်ကြားဖြတ်လုပ်ငန်းများကိုအကောက်ခွဲပြီးလုံခြုံရေးရှုနေသော VGF ကောင်းဆောင်များကိုစီးပွားရေးပိတ်ဆို့မှုများဇက်တိုက်ချမှတ်ခဲ့ပါတယ်။မြောက်ရီမြို့နယ်အတွင်းရှိ KK ပတ်ကြားဖြတ်ငွေလိမ်ခြံဝန်းဤမြေနေရာကိုတရုတ်ကြားဖြတ်ရာဇဝတ်ခိုင်းညာကမြန်မာစစ်အုပ်စုကုကဲမှုအောက်ရှိခရင်နယ်ကြားဆောင်တပ်ဖွဲ့ထံမှငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း KK ပတ်တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်တွင်စတင်ခဲ့တော်လဲ 2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှာသာအလုံးအရင်နဲ့တိစောက်ခဲ့ခြင်းဖြစ်ပြီး2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလအထိဆယ်လအတွင်းအဆောက်အုံအသစ်အလုံးပေါင်း20ကျော်စောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုရုတပ်ပုံများမှတက်စစ်မြင်တွေ့နိုင်သည်ဟု Justice for Myanmar ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ online ဝင်လိုင်းကိုင်းသို့မဟုတ်ကြားဖြတ်လုပ်ငန်းများသည်မြန်မာစစ်တပ်၏ရာဇဝတ်ဆင်ပွားလုပ်ငန်းခွင်ရကြီး၏ဗဟိုတွင်တည်ရှိနေခြင်းဖြစ်ပြီး စစ်တပ်သည်ကီယင်းနယ်ချောင်းဆောင်တပ်ဖွဲ့ BGF ကိုလက်တပ်မွေးကအဆိုပါလုပ်ငန်းများကိုထိန်းသိမ်းစီခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူစစ်များထံစီစဉ်နေသောဖဏ္ဍာငွေစစ်လက်နက်နှင့်လေယာဉ်စီရင်းမြစ်အလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွက်ရာဇဝတ်ကြောင်းအရာအရေးယူတာဝန်ခံစေရည်တည်တာလည်းရင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်ပြီဖြစ်ကြောင်း Justice for မြန်မာကထုတ်ပြန်ခဲ့ပါတယ်။ American အခြေစိုက် USIP ကကရင်ပြည်နယ်တွင် ရှမ်းပြည်မြောက်ပိုင်းမှာကြားဖြတ်ခိုင်းများအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း PGF မှဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်းအမေရိကန်ဒေါ်လာ192တန်အမြတ်စွန်နှစ်စဉ်ရနေကြောင်းအစီရင်ခံဖော်ပြခဲ့ပါတယ်။မြဝတီမြို့နယ်တွင်အွန်လိုင်းကြားဖြတ်များအခြေစိုက်သည့်ရွှေကုတ်ကိုမြို့တစ်စီမံကိန်း၊ရထိုင်းမြို့တစ်စီမံကိန်း၊တောင်မေဥယျာဉ်စီမံကိန်း၊တောင်မေပန်း၊ရလောင်းဖေပန်း၊အပိုလိုပန်း ဂျင်စီပန် KK ပန်ရဝတီမျိုးတက်စသည့်စီမံကိန်းများစွာကို BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားများဒီပါတူစည်းရိုက်ခိုင်းများနှင့်အတူတွဲဖက်အကောင့်ထဲဖို့နေခြင်းဖြစ်ပါသည်မြန်မာစစ်တပ်နှင့်ပူးတွဲထားသောခရင် BGF အဖွဲ့ကခရင်ပြည်နယ်တဲမှာမြောက်ဝတီမြို့အပါဝင်နေမည်အချို့ကိုထိန်းချုပ်ထားကြောင်း BGF ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်မှုရာဇဝတ်မှုကွန်ရက်များကြောင့်ကမ္ဘာတဝန်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး ၎င်းတို့သည်ရာဇဝတ်မှုများကျူးလွန်ရန်အတင်းအကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်အပြင်အမျက်ထုတ်ခံရသည့်အလုသမားများနှင့်စိုက်ပါလိမ်လည်မှုစက္ကန်းများအားလဲပတ်နေကြောင်းသိရပါသည်ဘုံမူကြီးစောချစ်သူဦးဆောင်သော BGF အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောထောက်နောက်ခံပြုထားသော online casino နှင့် online ကြဖြန့်လုပ်ငန်းများမှဖြစ်ကြောင်း BGF ထိန်းချုပ်ထားသော online ရာဇဝတ်ကိုင်းများက နှစ်စဉ်အမေရိကန်ဒေါ်လာ3.8ဘီလီယံရရှိနေပြီး BGF အမေရိကန်ဒေါ်လာတန်900ကျော်ရရှိနိုင်ကြောင်း US Institute for International Peace USIP ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တရုတ်၏နှိမ်နင်းမှုများကြောင့် online ငွေလိမ်လည်ခိုင်းများကြားဖြန့်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တပ်လက်အောက်ခံနေချားဆောင်တက် BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူမုတ်တုံတင်ဝင်းဆိုင်းကျော်လှ ရောဂျာခင်တို့ကအဓိကပါဝင်ပတ်သက်နေသူများအဖြစ် American United States Institute of Peace USIP ကအစီရင်ခံစာဖော်ပြခဲ့ပါတယ်။ KNE အသွင်ပြောင်း PGFE အဓိကကောင်းဆောင်ပုံကို၃ဦးဖြစ်သည့်ဘုံမူကြီးစောချက်သူဘုံမူမုတ်တုံနဲ့ဘုံမူတင်ဝင်တို့ကတရုတ် online ငွေလိမ်ကိုင်းများကိုလက်ခံရတွင်အဓိကပါဝင်သူများအဖြစ်ကြောင်းဘုံမူတင်ဝင်ကတရုတ်ရာဇဝတ်ကိုင်းများအတွက်ထိုင်းနိုင်ငံမှာလျှက်စင်မီနဲ့အင်တာနက်လိုင်းရရှိစေရေးဆောင်ရွက်ပေးကြောင်း စောချစ်သူနဲ့အတူဖုံမှုတင်ဝင်းကတရုတ်ငွေလိမ်ကမ်းများမှအကျိုးအမြတ်များနှင့်ထောက်ပို့မှုများကိုစူးစီးရယူကြောင်းသိရှိရပါတယ်။ခရင်ပြည်နယ်ရှိအွန်လိုင်းငွေလိမ်လက်ကမ်းအများစုသည်စောချစ်သူ၏နေကြားဆောင်တပ်ဖွဲ့ထိန်းချုပ်နေပြည်များတွင်လဲပတ်နေပြီးယခုအခါ BGF ကို KNDF အဖြစ်နာမည်ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းသော BGF KNE ကို KNU နှင့်စစ်တပ်ကပါဓာတ်ရိုက်ပြစ်ပတ်ခဖြစ်ပွားရန်ဆန္ဒမရှိကြောင်း USIP ကဆိုပါတယ်။ ဆက်လက်ပြီးစစ်တပ်ကကြောင်မဲမြို့နယ်မိုင်းခုံးမြို့ကိုလေရင်ဖြတ်ပုံကျဲမှုပြည်သူနှုတ်ဦးသေဆုံးပြီးနေအိမ်နဲ့ဈေးဆိုင်များမီးလောင်နေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်မိုင်းခုံးမြို့ကိုစစ်တပ်ကရမနီညာပိုင်းလေရင်ဖြတ်ပုံကျဲချတဲ့ဖြင့်ပြည်သူနှုတ်ဦးသေဆုံးကြောင်းဒေသခံများကသတင်းဌာနကိုပြောကြားပါရယ်ရှမနီအော်တိုဘာလ20ရက်နေ့ည8:30မိနစ်အချိန်စစ်တပ်ကမိုင်းငေါမြို့လေကောင်တို့တိုက်လေရင်ဖြင့်ဘုံများကျချခဲ့ကြောင်း အဆိုပါလေချောင်းတိုက်ခိုက်မှုမှာမိုင်းငေါမျိုးဈေးတဲရှိနေအိမ်နဲ့ဈေးဆိုင်များပေါ်သို့ကျရောက်ခဲ့ပြီးပြည်သူနှုတ်ဦးသေးဆုံးက2ဦးထဏ်ရာရရှိကြောင်းသိရပါတယ်။လေရင်နဲ့ချဲချတာပေါင်900ဘုံတွေထင်ပါတယ်။မိုင်းငေါမျိုးလေကောင်းတဲ့ဈေးတဲကနေအိမ်နဲ့ဆိုင်ကမ်းတွေပေါ်ပောက်ကွဲပါတယ်။ပြည်သူနှုတ်ဦးသေးဆုံးပြီး2ဦးထဏ်ရာရပါတယ်။မီးတွေလဲလောင်တော့ပြည်သူတွေထွက်ပြေးကြတာမီးကငိမ့်သွားပါတယ်ပျက်စီးထိခိုက်ဆုံးရှုံးမှုများပါတယ်ဟုဒေသခံပြည်သူတအုပ်ကသတင်းဌာနကိုပြောပါတယ် အကြံဖတ်စစ်တပ်က DNL ထိန်းချုပ်ထားသောမြို့များသို့ယခုအောက်တိုဘာလအတွင်းလေးချောင်းတိုက်ခိုက်မှုစုစုပေါင်းအကြိမ်30နီးပါးလှုပ်ဆောင်ခဲ့ပြီးပြည်သူစုစုပေါင်း43ဦးသေဆုံးခဲ့ရပြီဖြစ်ပါတယ်။ဆက်လက်ပြီးရေမြို့နယ်အာယုတောင်ကျေးရွာတွင်တက်ဆွဲထားသောစစ်တပ်မှစစ်သားတအူတော်လန်ရေးတပ်ဖွဲ့များ၏သတင်းကိုလာရောက်ထောက်လန်းစဉ်ရေဘလူးအဖွဲ့ကအရှင်ဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ မွန်ပြည်နယ်ရေမြို့နယ်အာယုတောင်ကျေးရွာတွင်တက်ဆွဲထားသောအကြမ်းဖက်စစ်တပ်မှစစ်သားတအုပ်သည်ဒေါ်လန်ရီတပ်ဖွဲ့များ၏တရင်ကိုလာရောက်ထောက်လန်းစဉ်အရှင်ဖမ်းမိခဲ့ကြောင်းရေဘလူးတရင်မှတာဝန်ရှိသူတို့ကတရင်ဌာနကိုပြောပါရယနေ့အောက်တိုဘာလ20ရက်နေ့တွင်ရေမြို့နယ်အာယုတောင်ကျေးရွာရှိပြူစောတီကောင်းဆောင်လင်းဦးဤလက်အောက်ခံရုံပိုင်းဆိုင်ရာတာဝန်ထမ်းဆောင်နေသောစစ်သားတအုပ်ဖြစ်သူမျိုးစော့ကိုရေဘလူးတရင်ကအရှင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ် ်အဆိုပါအကြံဖတ်စစ်သားမျိုးစော်သည်ဒေါ်လန်ရေးတပ်ဖွဲ့များ၏တရင်များကိုလာရောက်ဆုံဆန်းထောက်လန်းခြင်းကြောင့်လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၎င်းကိုစစ်ဆေးမြင့်မြတ်မှုများဆက်လက်လှုပ်ဆောင်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။လက်နက်တော့ပါမလာဘူးတရင်လာထောက်တဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဖမ်းဆီးရမိတယ်နော်။ဒီနေ့မှဖမ်းဆီးရမိတယ်ကျွန်တော်တို့ဆက်လက်ပြီးအရေးယူဆောင်ရွက်သွားဖို့ရှိတယ်ဟုရေဘလူးတပ်ရင်မှတာဝန်ရှိသူကပြောဆိုပါတယ်။